လူနည်းစုတွေရဲ့အခွင့်အရေးကိုကာကွယ်ဖို့တတ်မှတ်ထားတဲ့နိုင်ငံတကာဥပဒေတွေနဲ့စီမံစည်းကမ်းတွေအကြောင်းပြင်သစ်တက္ကသိုလ်ကပေါမောက်ခါတူကဇူလိုင်၁၂ရက်နေ့မှာရန်ကုန်မြို့မှာပို့ချခဲ့ပါတယ်။လူနည်းစုဆိုတာဘာလဲ။လူနည်းစုတွေကိုခွဲခြားဆက်ဆံခြင်းမပြုဖို့တားမြစ်ထားတဲ့ပြည်ပဆိုင်ရာဥပဒေတွေစီကမ်းတွေနဲ့လူနည်းစုအခွင့်အရေးတွေကိုကာကွယ်မြင့်တင်ဖို့တတ်မှတ်ချက်တွေအကြောင်းပေါမောက်ခါဒေါက်တာဘေဘရီနီချွိုင်စင်းကရှင်းပြခဲ့ပါတယ်။ How a group defines itself So for a minority to be a minority, it has to have a certain identity of itself as a group. Not only that the authorities say they are a group, they have to actually feel they are a group. And that the members of this group feel they are members of the group, and that the other members recognize them as being so. <laughs> လူငယ်နဲ့နိုင်ငံရေးသမားချို့တက်ရောက်နားထောင်ခဲ့ကြပါတယ်။ဒါအပြင်လူမျိုးရေးဘာသာရေးခြေခံတဲ့ပြိပခါတွေမပေါ်ပေါက်ခင်တင်းမာမှုအဆင့်မာရင်ကြိုတင်ချက်ပေးတဲ့စနစ်တွေနဲ့ထိန်းချုပ်ဖို့လူအခွင့်အရေးချိုးဖောက်မှုတွေကိုတားဆီးဖို့နဲ့လူမျိုးရေးခွဲခြားမှုတွေကိုကြိုတင်ဟန့်တားနိုင်ဖို့အချက်တွေကိုပါရှင်းပြသွားခဲ့ပါတယ်။